အီရန်ရဲ့မှောင်မိုက်တဲ့နေရက်တွေကိုဖြတ်တန်းစေခဲ့တဲ့အမေရိကန် American B2 ပုံကျဲလင်းတိုက်ခိုက်မှုအပေါ်သို့ကဘာကတုံ့ပြန်မှုအီရန်မှာထင်မှားတဲ့တစုံတရာရုတ်တရက်ဖြစ်ပေါ်လာခဲ့ပါတယ်။ဘသူမှလည်း American ရဲ့တိုက်ခိုက်မှုဟာဒီလောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။သတိပေးချက်မရှိဘဲ American ရဲ့ကိုပြောက်ပုံကျဲလင်းတဲ့စင်းဟာကဘာအလုံးစုံဆုံးဇုံတစ်ခုတွေကိုတဲ့တဲ့ပြန်တန်းဝင်ရောက်ခဲ့ပါတယ်။ မင်းတပိုင်းတွင်းမှာပဲအရှိလေပိုင်းမှာအခြေအနေတွေကိုပြောင်းလဲပြစ်လိုက်ပါတယ်။ဒါဟာတာမန်တိုက်ခိုက်မှုတစ်ခုမဟုတ်ပါဘူး။ဒါဟာသတင်းစကားတစ်ခုစမ်းသပ်မှုတစ်ခုဒါမှမဟုတ်ပူကြီးတဲ့ကမ္ဘာစစ်ပွဲရဲ့မိဘွားတစ်ခုဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်လာမယ့်ယာရီကဒေတာတစ်ခုလုံးရဲ့အနာဂတ်ကိုပုံဖော်သွားနိုင်ပါတယ်။ American ပြည်ထောင်စုကမကြာသေးခင်နှစ်တွေအတွင်းအရေးရှင်ဆုံးလေတောင်းတိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပြီး B2 Subray ကိုပြောက်ဘုံကျဲလင်းတွေကိုအုံပြုတာ အီရန်တွင်းကအဓိကနျူကလ িয়ার စခန်း၃ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီဘုံးကျဲလေယာဉ်တွေက GBU 57ဘန်ငါဖြတ်ဘုံးတွေကိုပစ်ချခဲ့ပြီးဘုံးတလုံးချင်းစီဟာအလေးချိန်၁၄တန်ကျော်ရှိပြီးရေအောက်အဆောက်အုံတွေကိုဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတာပါ။ GBU 57ဟာကွန်ကရစ်ထူ60မီတာထိပေါက်ထွင်းနိုင်ပြီး American စစ်တပ်အသုံးပြုခဲ့တဲ့နျူကလ িয়ার မဟုတ်တဲ့လက်နက်တွေထဲမှာအစွမ်းထက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကအီရန်ရဲ့အလုံးကြုံဆုံးနျူကလ িয়ার ဆောက်အုံသုံးခုဖြစ်တဲ့ Fordo, Nadans နဲ့ Isfahan တို့ကိုထိမှန်ခဲ့ပါတယ်။ Fordo ဟာတောင်တွေထဲမှာနက်ဆိုင်စွာမြှောက်ထားပြီးတစ်ချိန်ကဖျက်ဆီးဖို့မဖြစ်နိုင်ဘူးလို့ယူဆခဲ့ရတဲ့နေရာပါ။ Nadans ကအီရန်ရဲ့အကြီးဆုံး Uranium တန့်စင်ရေးဗဟိုဖြစ်ပြီး Isfahan ကတော့နျူကလ িয়ার လက်နက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့သူ့တည်တနာအတွက်အဓိကကြပါတယ်။ဒါဟာ American ကအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အအုံတွေကိုလှုပ်ဆောင်ခဲ့တဲ့ ထမဆုံးတိုက်ရိုက်တိုက်ခိုက်မှုဖြစ်ပါတယ်။ဒါဟာမြန်ဆန်ပြီးတိတ်ဆိတ်စွာလှုပ်ဆောင်ခဲ့ပြီးရှင်းလင်းတဲ့သတင်းစကားတစ်ခုကိုပြသခဲ့ပါတယ်။အီရန်ရဲ့အလုံးကြုံဆုံးနေရာတွေတောင်ဘေးကင်းတော့မှာမဟုတ်ပါဘူးဆိုတာပါ။အမေရိကန်ရာရှိတွေရဲ့ပြောကြားချက်အရဒီမစ်ရှင်ဟာအီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကိုနှောင့်နှေးစေဖို့ကြီးရွယ်ပြီးအမေရိကန်ရဲ့လက်လန်းပြည်နိုင်စွမ်းဟန်ကိုမရှင်နိုင်ဘူးဆိုတာကိုတက်တည်ပြဖို့ဖြစ်ပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကိုအံ့ဩစေခဲ့တာက ဒီတိုက်ခိုက်မှုရဲ့အားပြည့်မှုတစ်ခုလည်းမဟုတ်ပါဘူးတိကျမှုကွာအမေရိကန်ဟာဒီလိုတိကျမှုရဖို့အထူးကြွမ်းကျင်တဲ့လေကြောင်းတပ်ဖွဲ့အဖွဲ့ကိုခေါ်ယူခဲ့ရပါတယ်အမေရိကန်ကပြင်းပြင်းထန်ထန်တိုက်ခိုက်ရုံသာမဟုတ်ဘဲညံရီထက်မြက်စွာတိုက်ခိုက်ခဲ့ပြီးအီရန်ရဲ့အရေးကြီးဆုံးနျူကလ িয়ার စခန်း၃ခုကိုတပြိုင်နက်ထိမှန်ခဲ့ပါတယ်တခုချင်းစီရဲ့နေရာဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေတာကြောင့်ဒီလှုပ်ဆောင်မှုဟာစစ်ရေးလှုပ်ရှားမှုတစ်ခုသာမဟုတ်ဘဲ ယူဟာမြောက်ထိုးနှက်မှုတစ်ခုဖြစ်ပါတယ်ဖော်ဒိုဟာတောင်တန်းတွေထဲမှာနှက်ဆိုင်စွာမြုပ်ထားတဲ့လျှို့ဝက်အဆောက်အုံတစ်ခုဖြစ်ပြီးတာမန်လေကြောင်းတိုက်ခိုက်မှုတွေကိုခံနိုင်ဖို့ဒီဇိုင်းထုတ်ထားတာပါအီရန်ကဖော်ဒိုဟာတိုက်ခိုက်မှုတွေနဲ့မထိတွေ့နိုင်ဘူးလို့ဆိုခဲ့ပြီးနှစ်ပေါင်းများစွာကြောက်တုံးတဲ့အားဖြစ်ကွန်ကရစ်အောက်မှာဖုံးကွယ်ထားခဲ့ပါတယ်ဒါပေမဲ့ GPU 57ကအတိမ်ဆုံးဘဏ်ကတော့မှလက်လန်းမမီဘူးဆိုတာမရှိဘူးဆိုတာကိုသက်သေပြခဲ့ပါတယ် နာတက်စ်ကတော့အီရန်ရဲ့ယူရေနီယံတန့်စင်ရေးအစီအစဉ်ရဲ့နှလုံးသားဖြစ်ပြီးနျူကလ িয়ার တောင်သာထုတ်လုပ်ဖို့ centrifuge ထောင်ပေါင်းများစွာလဲပတ်နေတဲ့နေရာပါဒီစကန်ဟာလက်နက်အဆင့်ယူရေနီယံထုတ်လုပ်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးဒါဟာနျူကလ িয়ার လဲပတ်မှုရဲ့အထူးခိုင်မခံဆုံးအပိုင်းဖြစ်ပါတယ်အစ်ပါဟန်ကရောနျူကလ িয়ার သုတေသနနဲ့လက်နက်ဒီဇိုင်းပေါ်မှာအာရုံစိုက်ထားပြီးအီရန်ရဲ့အနာဂတ်လက်နက်တွေအတွက်အုံနောက်ဗဟုဖြစ်ပါတယ်။ ဒီသုံးနေရာဟာအီရန်ရဲ့နျူကလ িয়ার ကြီးမှန်းချက်ရဲ့အဓိကအုတ်မြစ်ကိုကိုးစားပြုပါတယ်။ဒီနေရာသုံးခုသလုံးကိုတပြိုင်တည်းညှိနှိုင်းတိုက်ခိုက်မှုနဲ့ထိမှန်လိုက်ခြင်းအဖြစ်ဒါဟာစောင့်ကြည့်နေုံတသက်မဟုတ်ပဲလှုပ်ဆောင်မှုအစဉ်သင့်ဖြစ်နေတယ်ဆိုတာပါ။ဒါဟာအခြေခံစောင့်အုံတွေကိုပြက်စီးစေဖို့တသက်မဟုတ်ပါဘူး။အီရန်ရဲ့နျူကလ িয়ার ယုံကြည်မှုရဲ့အုတ်မြစ်ကိုတုံ့လှုပ်စေဖို့ပါ။ဒီလိုအန္တရာယ်များတဲ့မစ်ရှင်တစ်ခုကိုအောင်မြင်စွာလှုပ်ဆောင်ဖို့အမေရိကကတခုတည်းသောကိုပြောက်တပ်ဖွဲ့ကိုအသုံးပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာအပြင်းအုံသာမဟုတ်ဘဲမမြင်နိုင်လောက်အောင်ပါအမေရိကန်ကသူ့ရဲ့အစ်မြင့်ဆုံး B2 ပုံကျဲလေယာဉ်တွေဟာ F22 နဲ့ F35 တိုက်လေယာဉ်တွေနဲ့အတူပြန်တန်းခဲ့ပြီးကမ်းလွန်မှာ Aegis စနစ်တပ်ဆင်ထားတဲ့စစ်သင်းမောတွေကထောက်ပံ့ပေးခဲ့ပါတယ်လေယာဉ်တစ်စင်းချင်းစီမှာအထူးတောင်းဝင်တစ်ခုရှိပြီးအားလုံးပေါက်လိုက်တဲ့အခါတိကျမှုနဲ့အကာအကွယ်တွေဖွဲ့စည်းထားတဲ့တိုက်ခိုက်ရေးအဖွဲ့တစ်ခုဖြစ်လာပါတယ် B2 Subrate ဟာသူ့ရဲ့ပြန်တန်းအတောင်ဒီဇိုင်းကြောင့်နာမည်ကြီးပြီး GBU 57ဘန်ကဖြတ်ပုံးတွေကိုတည်ဆောင်တာတိကျသွားပြစ်ချခဲ့ပါတယ်။အချိန်ထဲမှာပဲ F22 နဲ့ F35 တိုက်လေယာဉ်တွေကဘုံကျဲလေယာဉ်ရှေ့မှာနဲ့ဘေးမှာပြန်တမ်းပြီးရေဒါတွေကိုနှောက်ယှက်ပေးကလေကြောင်းကာဝေးရေးတွေကိုရှုပ်ထွေးစေပြီးလေပိုင်နက်ကိုလုံခြုံစေခဲ့ပါတယ်။ဒီဖုံးကွယ်တိုက်လေယာဉ်တွေကမစ်ရှင်တွင်းဘလို့အန်ဒီယေကိုမဆိုတံပြန်တိုက်ခိုက်ဖို့ဒိုင်းအဖြစ်လဲဆောင်ရွက်ခဲ့ပါတယ်။ ကမ်းလွန်မှာတော့ Ajax တိုက်ခိုက်ရေးစနစ်တက်ဆင်ထားတဲ့ American ရေတပ်စစ်သည်မော်တွေကကောင်းကင်ကိုစောင့်ကြည့်နေခဲ့ပါတယ်။သူတို့ရဲ့ Radar ကွန်ရက်ကတန်တရားဖြစ်ဖွယ်လှုပ်ရှားမှုတွေကို ခြေရာခံပြီးလိုအပ်ရင်ဒုံးကျည်တွေပြစ်ထုတ်ဖို့အဆင်သင့်ရှိနေခဲ့ပါတယ်။ဒီပင်လယ်ခြေဆိုင်ထောက်ပံ့မှုကလေယာဉ်တွေကိုရန်သူလေပိုင်းနဲ့ထဲနှက်ဆိုင်သာဝင်ရောက်လေပတ်နိုင်အောင်ခွင့်ပြုခဲ့ပါတယ်။ဒီမရှင်ကလေကြောင်းနဲ့ပင်လယ်ပြင်ဆိုင်ရာပိုင်ဆိုင်မှုတွေကိုအချိန်နဲ့တပြင်းညီလှုပ်ဆောင်တဲ့ခင်မီပူပေါင်းစစ်ဆင်ရေးကိုပြသခဲ့ပါတယ်။ ဒါဟာတနအီတွင်းရှာဖွေတွေ့ရှိမှုမရှိဘဲအမေရိကန်ဘက်ကဆုံးရှုံးမှုမရှိတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ဒီလိုအစင်မြင့်ထောက်ပတ်မှုအားလုံးနဲ့တော့အမေရိကန်ဟာနောက်ဆုံးစိန်ခေါ်မှုတစ်ခုကိုကြော်လွှားရအောင်မှာဖြစ်ပါတယ်။အီရန်ရဲ့ခိုင်မာတဲ့လေကြောင်းကာဝေးရေးစနစ်တွေဟာအလုံးမလုံခဲ့ပါဘူး။အီရန်မှာရုရှားလို S300 စနစ်တွေနဲ့သူတို့ရဲ့ကိုပိုင် Bavar 373စနစ်တွေရှိပြီးဒါတွေကိုရန်သူလေယာဉ်တွေကိုခြေရာခံပြီးပစ်ချဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီတိုက်ခိုက်မှုတွင်ဒီစနစ်တွေကတခုမှ B2 ပုံကျဲလင်ယူတွေနဲ့သူတို့ရဲ့အကူအဖွဲ့တွေကိုတွေ့ရှိဖို့ရာဒါမှမဟုတ်တုံ့ပြန်ဖို့ရာမစွမ်းဆောင်နိုင်ခဲ့ပါဘူး။သတင်းတွေရာရေဒါသတိပေးချက်တွေဒုံးကျည်ပြစ်လွှတ်မှုတွေဒါမှမဟုတ်ခုခံမှုလက္ခဏာတွေလုံးဝမရှိခဲ့ပါဘူး။ဒါကအမေရိကန်လေယာဉ်တွေဟာအီရန်ရဲ့လေပိုင်နက်ထဲကိုဝင်ရောက်ပြီးထွက်ခွာသွားတာကိုလုံးဝသတိမထားမိခဲ့တာကိုဆိုလိုပါတယ်။ဒါဟာအီရန်ရဲ့ကာဝေးရေးမှာအထူးသဖြင့် B2 F22 နဲ့ F35 လိုဖုံးကွယ်လေယာဉ်တွေကိုစန့်ကျင်တဲ့စနစ်တွေရဲ့တိတာတဲ့အားနည်းချက်တစ်ခုကိုပြသပါဗျ။နေပေါင်းများစွာအီရန်ကသူ့ရဲ့လေတောင်းကာဝေးရေးဟာအဓိကနျူကလ িয়ার စခန်းတွေကိုကာကွယ်နိုင်လောက်အောင်အားကောင်းတယ်လို့ဆိုခဲ့ပါဗျ။ဒါပေမဲ့ဒီမစ်ရှင်ကစန့်ကျင်ဘက်ကိုတက်တည်ပြခဲ့ပါဗျ။ဖုံးကွယ်နည်းပညာနဲ့ညှိနှိုင်းစစ်ဆင်ရေးတွေက အမေရိကန်ကိုထင်ရှားတဲ့အားသာချက်တစ်ခုပေးခဲ့ပါဗျ။ဒါဟာအီရန်ရဲ့စစ်ရေးကုန်သတင်းကိုလည်းထိခိုက်စေခဲ့ပါဗျ။ ဘာကြောင့်လဲဆိုရင်အီရန်ရဲ့အဆင့်မြင့်ဆုံးစနစ်တွေဟာအရေးကြီးဆုံးအချိန်မှာမအောင်မြင်ခဲ့လို့ပါ။ဒါဟာစည်ရေးအောင်မြင်မှုတစ်ခုသာမဟုတ်ပါဘူး။ဗျူဟာမြောက်သတင်းစကားတစ်ခုလည်းဖြစ်ပါတယ်။အမေရိကကကဘာကိုပြသခဲ့တာကဘဲရေဒါ၊ဘဲဘန်ကာ၊ဘဲကာဝယ်ရေးမဆိုကောင်းကောင်းစီတင်ထားတဲ့တိုက်ခိုက်မှုကိုစန့်ကျင်ပြီးဘေးကင်းမှုကို အာမခံပေးနိုင်စွမ်းမရှိဘူးဆိုတာပါ။အီရန်ကတံပြန်တိုက်ခိုက်ဖို့ကြိုးစားမယ်ဆိုရင်ဒါဟာနှိကွေတဲ့တုံ့ပြန်မှုမဟုတ်ပဲချက်ချင်း အပီးလွှမ်းမှုတွေတုံ့ပြန်မှုဖြစ်လာမှာပါအမေရိကန်ပြည်ထောင်စုကအီရန်ရဲ့မြေတိစစ်ရေးလှုပ်ဆောင်မှုကိုမဆိုတုံ့ပြန်ဖို့အပြည့်အဝပြင်ဆင်ထားပါတယ်ဘုံကျဲမစ်ရှင်အပြီးမှာပင်လယ်ကွေ့တစ်လျှောက်က အမေရိကန်စခန်းတွေဟာအမြင့်ဆုံးသတိပေးအဆင့်ကိုရောက်ရှိခဲ့ပါတယ်ဒုံးကြီးကာဝေးစနစ်တွေတိုက်လေရင်တွေနဲ့ဒရုန်းတွေဟာမိနစ်ပိုင်းတွင်ကြားဖြတ်တားဆီးဖို့ဒါမှမဟုတ်တိုက်ခိုက်ဖို့အဆင့်သင့်ဖြစ်နေပါတယ်ပင်ကွန်ကရှင်းရှင်းလင်းလင်းပြောထားပါတယ် အီရန်ကဒုံးကျည်တွေပစ်လွတ်မယ်ဒါမှမဟုတ်အမေရိကန်ရဲ့ပိုင်ဆိုင်မှုတွေဒါမှမဟုတ်အမေရိကန်တွေကိုတိုက်ခိုက်မယ်ဆိုရင်ချက်ချင်းတိုက်ရိုက်တံပြန်တိုက်ခိုက်မှုတခုရှိလာမှာပါဒီတတိပေးချက်ဟာကာဝေးရေးအကြောင်းသက်သက်မဟုတ်ပါဘူးအီရန်ကအခြေအနေကိုပိုဆိုးသွားအောင်မလုပ်မိစေဖို့အစီအစဉ်တစ်ခုပါတပ်ဖွဲ့တွေအစင်သင့်အနေထားမှာရှိနေပြီဖြစ်တာကြောင့်ဝါရှင်တန်ကစောင့်ဆိုင်းမှုမရှိဘဲဒါမှမဟုတ်တုံ့ဆိုင်းမှုမရှိဘဲလှုပ်ဆောင်နိုင်ပါတယ် American လေယာဉ်တင်သင်းမောတွေနဲ့ဒေတာရင်းစစ်သင်းမောတွေကလိုအပ်ရင်တိကျတဲ့ဒုံးကျည်တွေကိုပြစ်လွှတ်နိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ American drone တွေကအီရန်ရဲ့တန်တရားဖြစ်ဖွယ်လှုပ်ရှားမှုတွေကို24နာရီပတ်လုံးစောင့်ကြည့်နေပါတယ်။ဒါဟာအကြအားလုံးထိမထားနိုင်ရင်စစ်မြေပြင်ကို ထိန်းချုပ်ဖို့ဒီဇိုင်းထုတ်ထားတဲ့ဖိအားအပြည့်ဝစက်ဝိုင်းတစ်ခုဖြစ်ပါတယ်။ဒီလိုအစင်းသင်းဖြစ်မှုအဆင့်ဟာအီရန်ထောက်ခံတဲ့ပြည်သူစစ်တွေရဲ့ချိန်ချောက်မှုကိုရင်ဆိုင်နေရတဲ့အစ္စရေးနဲ့ဆော်ဒီအာရေဗျလို့ မဟာမိတ်တွေကိုလည်းထောက်ပံ့ပေးပါတယ်။အီရန်စီကတံပြန်တိုက်ခိုက်မှုတစ်ခုဟာဒေသတစ်ခုလုံးကို လူသိရှင်ကြားပြိပခါတွေကိုအလင်းမြန်ဆွဲသွင်းသွားနိုင်ပါတယ်။အမေရိကရဲ့ရည်မှန်းချက်ဟာဒီတစ်ခုဒီသောမစ်ရှင်ထက်ပိုမိုကျယ်ပြန့်ပါတယ်။အင်အားနဲ့တိကျမှုကို အသုံးပြုပြီးကမ္ဘာအဆင့်အားကောင်းတဲ့သတင်းစကားတစ်ခုကိုပေးပို့ဖို့ပါ။အမေရိကရဲ့တိုက်ခိုက်မှုဟာစစ်ရေးလှုပ်ဆောင်မှုတစ်ခုသာမဟုတ်ဘဲကမ္ဘာအတွက်အားကောင်းတဲ့နိုင်ငံရေးသတင်းစကားတစ်ခုလည်းဖြစ်ပါတယ်။ ဖော်ဒူနာဒန့်စ်နဲ့အစ်စပါဟန်ကိုတပြိုင်တည်းထိမှန်လိုက်ခြင်းအဖြစ်ဝါရှင်တန်ကဘလောက်နှက်ဆိုင်နေပါသည် ဖုံးကွယ်ထားပါသည်ဘယ်ပြစ်မှတ်ကိုမဆိုလှမ်းမိနိုင်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်အီရန်ကသူ့ရဲ့အရေးကြီးဆုံးနျူကလ িয়ার စခန်းတွေဟာမထိတွေ့နိုင်ဘူးလို့ယုံကြည်ခဲ့ပါတယ်ဖော်ဒူဟာတောင်တန်းတွေအောက်မှာနှက်ဆိုင်စွာမြုပ်ထားပြီးနာဒန့်စ်မှာအားဖြည့်ကွန်ကရစ်အလွှာတွေရှိခဲ့ပါတယ်ဒါပေမဲ့14ထံအလေးတင်ရှိတဲ့ GPU 57ကိုအသုံးပြုတဲ့ B2 ဘုံကျဲလေယာဉ်က ဒီယုံကြည်မှုကိုသိဆုံးစေတဲ့တိကျမှုနဲ့ဖောက်ထွင်းပောက်ကွဲခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကအကောင်းဆုံးဖုံးကွယ်ထားတဲ့အဆောက်အုံတွေပါ။ American ရဲ့လေကြောင်းအင်အားကနေဘေးကင်းမှာမဟုတ်ဘူးဆိုတာကိုပြသပါတယ်။ဒါဟာမြောက်ကိုရီးယားရုရှားနဲ့တရုတ်တို့ပြိုင်ဘက်တွေကိုသတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။ American တို့ကသတ်မှတ်ထားတဲ့အနီရောက်မြင်းတွေကိုကျော်လွန်မယ်ဆိုရင်အလားတူလှုပ်ဆောင်မှုတွေလှုပ်ဆောင်နိုင်တယ်ဆိုတာပါ။ပင်ကုံအရာရှိတွေကဒါကိုထိမ့်မှုသတင်းစကားလို့ခေါ်ဆိုခဲ့ပါတယ်။ စစ်ပွဲစတင်မှုအင်အားသုံးတာမဟုတ်ဘဲစစ်ပွဲဖြစ်ပေါ်မှုကိုတားဆီးဖို့ပါအမေရိကန်ကသူ့ရဲ့ဝေးလံခေါင်ဖျားတိုက်ခိုက်နိုင်စမ်းကိုတတ်သိပြလိုက်ခြင်းအဖြစ်သတိပေးချက်မရှိဘဲဒါမှမဟုတ်နှောင့်နှေးမှုမရှိဘဲလှုပ်ဆောင်နိုင်တယ်ဆိုတာကိုကဘာကိုသတိပေးခဲ့ပါတယ်ဖုံးကွယ်နည်းပညာအစစ်မြစ်လက်နက်တွေနဲ့ပြည်ပြေဆုံးတဲ့အချိန်ကိုင်းမှုတွေရဲ့ပေါင်းစပ်မှုကဒီမရှင်ကိုတိုက်ခိုက်မှုတစ်ခုထပ်ပိုးတဲ့အရာတစ်ခု ဖြစ်စေခဲ့ပါတယ်ဒါဟာထိန်းချုပ်မှုရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ် ဒီလိုလှုပ်ဆောင်မှုကအင်အားကိုပြသခဲ့ပေမဲ့အရှိလေပိုင်းတစ်လျှောက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုလည်းဖြစ်ပေါ်စေခဲ့ပြီးဒေသတစ်ခုလုံးကိုရခိုင်ကထပ်ပိုတင်းမာစေခဲ့ပါတယ်။အမေရိကရဲ့အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုဟာအရှိလေပိုင်းတစ်လျှောက်ပြင်းထန်တဲ့နိုင်ငံရေးတုံ့ပြန်မှုတွေကိုလှည့်မြန်သွားဖြစ်ပေါ်စေခဲ့ပါတယ်။အစ္စရေးနဲ့ဆော်ဒီအာရေဗျကဒီလှုပ်ဆောင်မှုကိုလူသိရှင်ကြားထောက်ခံခဲ့ပြီးဒေတာရင်းကနျူကလ িয়ার ချင်းချောက်မှုတွေကိုရပ်တန့်ဖို့ခြေလှမ်းတစ်ခုလို့ခေါ်ဆိုခဲ့ပါတယ်။ သူတို့ကတန်တမန်ကြီးရာမှာအောင်မြင်ခဲ့တဲ့နေရာမှာဝါရှင်တန်ကပြတ်သားတဲ့လှုပ်ဆောင်မှုကိုလှုပ်ဆောင်ခဲ့တယ်လို့ချီးကျူးခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံအားလုံးကသဘောတူခဲ့တာတော့မဟုတ်ပါဘူး။ရုရှားနဲ့တရုတ်ကဒီတိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးဒီလိုလှုပ်ဆောင်မှုတွေကအန္တရာယ်များတဲ့တင်းမာမှုစစ်ပွဲကိုဖြစ်ပေါ်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။နောက်နိုင်ငံစလုံးကထိထိသိသိလှုပ်ဆောင်မှုတောင်းဆိုခဲ့ပြီးအမေရိကန်ကဒေသတည်ငြိမ်မှုကိုထိခိုက်စေတယ်လို့စွပ်စွဲခဲ့ပါတယ်။ တချိန်တည်းမှာပဲ Iraq Lebanon နဲ့ Syria က Iran ထောက်ခံတဲ့အဖွဲ့တွေဟာအမြင့်ဆုံးသတိပေးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ Iran ထောက်ခံတဲ့ပြည်သူစစ်တွေကတပ်ဖွဲ့တွေကိုထိပြောင်းပြီးအိုကျဲပြန့်တဲ့ပြစ်ပခါဖြစ်ပေါ်လာနိုင်မှုပြင်ဆင်လာခဲ့ပါတယ်။တချိန်တည်းမှာပဲပင်လယ်ကွေ့ဒေသမှာရှိတဲ့ American စခန်းတွေက လုံခြုံရေးကိုတိုးမြှင့်ပြီးအဆင့်အသင့်ဖြစ်မှုအဆင့်ကိုမြင့်တင်ခဲ့ပါတယ်။ဒီအနေထားပြောင်းလဲမှုကဒေသတစ်ခုလုံးကိုရှင်းလင်းတဲ့နှစ်ဖွဲ့ခွဲထားတဲ့အဖွဲ့တွေဖြစ်ပိုင်းခြားလိုက်ပါတယ်။ အမေရိကန်ကိုထောက်ခံသူတွေနဲ့အီရန်နဲ့မဟာမိတ်ဖွဲ့သူတွေပါတခုချင်းလှုပ်ရှားမှုတိုင်းနဲ့အမျှတင်းမာမှုတွေမြင့်တက်လာပြီးထိတ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်လာတဲ့အခွင့်အလမ်းဟာပိုကြီးထွားလာပါတယ်တန်တမန်ရေးရသမားတွေကအနေငယ်မတော်တဆတွက်ချက်မှောင်ရင်းမှုတစ်ခုကတော့ဒေတာရင်းရှုပ်ထွေးမှုကိုဖြစ်ပေါ်စေနိုင်တယ်လို့စိုးရိမ်နေကြပါတယ်ဒီမိဘတို့ခုကမီလီယံအဖြစ်ပြောင်းသွားမယ်ဆိုရင်စိုးကြိုးတွေဟာရှေ့လေပိုင်းထက်ကျော်လွန်သွားနိုင်ပါတယ် အီရန်ကတံပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်မယ်ဆိုရင်အကျိုးဆက်တွေဟာထိမ့်မနိုင်အောင်လှင်မြန်သွားကြီးထွားသွားနိုင်ပါတယ်။အီရန်ကတိုက်ရိုက်တိုက်ခိုက်မှုတစ်ခုကအစ္စရေးကိုလေဗနွန်ဒါမှမဟုတ်ဆီးရီးယားတခြားကအဓိကပြစ်မှတ်တွေကိုထိမှန်တဲ့အပြေအဝါတုံ့ပြန်မှုတစ်ခုကိုစတင်လှုံ့ဆော်မှုတွန်းအားပေးနိုင်ပါတယ်။ဒါကဟစ်ဘိုလာနဲ့ဟူတီလိုအဖွဲ့တွေကိုပိုကြီးတဲ့တိုက်ပွဲတွေကိုဆွဲသွင်းသွားနိုင်ပါတယ်။အချိန်ထဲမှာပဲပင်လယ်ကွေ့ဒေသမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေဟာအစင်အသင့်အနေထားမှာရှိနေပြီဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဒါမှမဟုတ်စခန်းတွေပိတ်မှတ်ထားခံရမယ်ဆိုရင်ဝါရှင်တန်ကပုံမကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုလှိုင်းတစ်ခုနဲ့တုံ့ပြန်နိုင်ပြီးတိုက်ပွဲကိုချဲ့ထွင်သွားနိုင်ပါတယ်။ဒါကရေနံလမ်းကြောင်းတွေနဲ့ကမ္ဘာဈေးကွက်တွေအပအဝင် အရှေ့လေပိုင်းတစ်လျှောက်ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရုရှားနဲ့တရုတ်ဟာတိုက်ရိုက်ပါဝင်မှုမရှိပေမဲ့အီရန်ဒါမှမဟုတ်သူတို့ရဲ့မဟာမိတ်တွေကိုလက်နက်တွေထောက်လန်းရေးတွေဒါမှမဟုတ်အကြံပေးတွေပို့ဆောင်ခြင်းအဖြစ်တုံ့ပြန်နိုင်ပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကဒေသတစ်ခုလုံးကို အင်အားကြီးနိုင်ငံတွေကြားစိတ်မြေပြင်ဖြစ်ပြောင်းလဲသွားစေနိုင်တဲ့စစ်အေးတိုက်ပွဲပုံစံခွဲခြားမှုတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အခုချိန်မှာကမ္ဘာဟာအန္တရာယ်များတဲ့အရွေးတစ်ခုမှာရပ်တည်နေပါတယ်။မတော်တဆလှုပ်ရှားမှုတစ်ခုဒါမှမဟုတ်နားလည်မှုလွဲတဲ့အချက်ပြမှုတစ်ခုကတော့ဘသူမှမလိုချင်တဲ့စစ်ပွဲတစ်ခုအတွက်ပြီးပွားကိုထိမှန်စေနိုင်ပါတယ်။ဒါပေမဲ့စတင်လိုက်တဲ့အခါဘသူမှ လုံးဝရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ဒါဟာပူကြီးတဲ့တစုံတရာရဲ့အစဖြစ်မလား။ ါမှမဟုတ်ဒါဟာတားဆီးဖို့နောက်ဆုံးအကြိမ်ပြစ်ခတ်မှုဖြစ်မလားတကယ်တော့ဒါဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုတသက်မဟုတ်ပါဘူးအမေရိကကအနက်ဆုံးဘန်ကာရီနဲ့အခိုင်အမာဆုံးကာကွယ်ရေးတွေတောင်ဘေးကင်းမှုကိုအာမခံပေးနိုင်သမရှိဘူးဆိုတာကိုပြသခဲ့ပါတယ်အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိကျသွားထိမှန်ခဲ့ပြီးသူတို့ရဲ့လေကြောင်းကာကွယ်ရေးဟာဖော်ထုတ်ခံလိုက်ရပြီးအမေရိကန်ရဲ့မရှင်နိုင်တဲ့လက်လန်းမိနိုင်စွမ်းကိုကဘာကိုတတိပေးခဲ့ပါတယ် မဟာမိတ်တွေကဝါရှင်တန်နောက်မှာရပ်တည်ခဲ့ပြီးပြိုင်ဘက်တွေကစိုးရိမ်မှုတွေကိုထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ဒါဟာပူကျဲပြက်တဲ့ပြိပခရဲ့အဖွင့်လှုံရှားမှုဖြစ်မလား။ဒါမှမဟုတ်တန်တမန်ရေးမတိုင်ခင်နောက်ဆုံးသတိပေးချက်ဖြစ်မလားမလားဆိုတာကိုအချိန်ကသာဖြေပေးနိုင်မှာပါ။ဒါပေမဲ့တခုကတော့ထင်ရှားပါလေ။ဒီအချိန်ကစပြီးဒေတာရင်းမှာဘာမှ အရင်တိုင်းမနေတော့ပါဘူး။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။